မန္တလေးတိုင်းကိုထိုးပေါင်းနိုင်ဖို့ဆိုရင်လက်ရှိမန္တလေးတိုင်းကိုကျွန်တော်တို့ဒီစေရဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေကျွန်တော်တို့ပြီးခဲ့တဲ့ကာလတင်ပြခဲ့ပြပါတယ်။နံပါတ်1ကတော့ကျွန်တော်တို့ဒီနောင်ချုံနဲ့အဲနောင်ချုံနဲ့ကျွန်တော်ပြုံးလေအဆက်ကနေပြီးတော့ဒီမန္တလေးတိုင်းဘက်ကိုထိုးပေါင်းလာနိုင်တဲ့လမ်းကြောင်းတစ်ခုမိတ်ဆွေများလုံးမိတ်ကလာပါကျွန်တော်စိုးရဲ့တရင်သုံးချက်လေးချိုးနားထောင်ကြည့်အောင်ပလဲမြို့နယ်ကန်းတောင်နေပြည်စကတိုက်ပွဲချင်းကိုတင်ပြပါမယ်။အဲ့တော့ပလဲမြို့နယ်ကန်းတောင်နေပြည်စကကတော့ကျွန်တော်တို့ဒါလုံရွေးတပ်ဖွဲ့ဝင်တွေဆုတ်လိုက်ရတယ်။ဆုတ်လိုက်ရတယ် ဒါတော့ကျွန်တော်တို့ပကတိရှိကြရပဲဒါပေမဲ့ဆုတ်တဲ့နေရာမှာကျွန်တော်တို့ကအောင်မြင်စွာဆုတ်ခွာတယ်လို့ပဲကျွန်တော်ပြောမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီလက်နက်ခဲရန်လက်နက်ခဲရန်ကျွန်တော်တို့မကြံခဲ့ဘူးဒုတိယချက်ကကျွန်တော်တို့ဒီအထိခိုက်ဒဏ်ရာရရှိတဲ့သူတွေအားလုံးကိုကျွန်တော်တို့အခက်အခဲမရှိကျော်ဖြတ်သွားနိုင်တယ်အဲ့တော့အကြံဖက်အုပ်စုတွေ ਆ ဗျာသူတို့ရလိုက်တာစကမ်းပဲရလိုက်ပါလေ။ကျန်တဲ့အရာဘာတစ်ခုမှမရခဲ့ပါဘူး။အဲ့တော့ဒီနေရာမှာငဆောင်ကအဖွဲဘာကြောင့်ဒီနေရာတိုက်ရလဲ။ငဆောင်ကအဖွဲတိုက်ရတဲ့ရွယ်ချက်ကအဓိကသူတို့ကဒီ ချင်းမြင့်နယ်နဲ့ချင်းမြင့်နယ်နဲ့ကျွန်တော်တို့စကိုင်းတိုင်းမကွေးတိုင်းကိုချိန်ပြီးတော့မန္တလေးမန္တလေးတိုင်းဘက်ကိုသူတို့ဖောက်ဖို့ပါသူတို့ရွေချက်ကလက်ရှိလက်ရှိနေမြေမှာဖြစ်နေတဲ့မြေနေသားရာပလဲမျိုးနယ်မှာပလဲမျိုးနယ်မှာကျွန်တော်တို့ပလဲမျိုးပေါ်မှာတနေရာပြီးရင်ကျွန်တော်တို့ဇီးပြုံကုန်တနေရာပြီးရင်အင်မတီတနေရာကန်းတောက်တနေရာဆိုပြီးတော့ကျွန်တော်နေရာလေးခုပဲရှိပါတယ်ပလဲမျိုးကကျဲပါတယ်ပလဲမျိုးမျိုးနယ်ကြီးတစ်ခုလုံးမှာကျွန်တော်လုံချုံကြီးတပ်ဖွဲ့ဝင်တွေရှိတာကတနေရာတိုင်းရဲ့အစိုးရအဖွဲ့ထိန်းချုပ်ထားတာက လေးနေရာပဲရှိပါတယ်ကျန်တဲ့နေရာတွေအလုံးကအကြမ်းဖက်အုပ်စုတွေအခက်ခဲမရှိသွားလာနေတဲ့နေရာပါအဲ့တော့ဒီကန်းတော်နေမြေစခန်းကစီရီးနိုင်ငံရေးအရန်ကိုရေးပါပါတယ်အရန်ကိုရေးပါပါတယ်ကျွန်တော်တို့ပြီးခဲ့တဲ့ကာလကဒီချင်းတွေကိုတင်ပြခဲ့ပါတယ်တစ်ဖက်မှာကျွန်တော်တို့ဒီရောဒီတာနဲ့ချိန်ဆက်ထားတယ်တစ်ဖက်မှာချင်းမြင်းနဲ့ချိန်ဆက်ထားတယ်ချင်းမြင်းနဲ့ကျွန်တော်ရခိုင်မြေလေးသွားလို့ရတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒါရင်းမပင်တစ်ဖက်တစ်ဖက်မှာကျွန်တော်တို့ဘုံရွာတိချိန်ဆက်တဲ့လမ်းတွေရှိတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ဒီပလဲနဲ့ချိန်ဆက်ထားတဲ့မြိုင်တို့ရေစကြိုးတို့ရှိပါတယ်အဲ့တော့ဒီနေရာမှာဖြစ်နိုင်ခြေက ဒီငဆောင်ကအဖွဲနဲ့ဒီရောပီရဲတို့ဖွဲတို့ချိန်ဆက်မယ်ချိန်ဆက်ပြီးတော့ကျွန်တော်တို့တစ်ဖက်မန်လေးတိုင်းဘက်ကိုသူတို့ထိုးဖောက်နိုင်မှုအတွက်သူတို့စီရေးပြင်ဆင်လာတယ်လို့နားလည်ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီရဲ့ရှစ်မှာဒီငဆောင်ကအဖွဲလုံငတော်တစ်နှစ်ကျော်ကသူတို့အနေနဲ့ဒါမန်လေးတိုင်းဘက်ကိုသူတို့ဝင်ဝင်ရောက်နိုင်အောင်သူတို့စ조사မယ်ထိုးဖောက်မယ်ဆိုပြီးတော့သူတို့ကြိုးကြခဲ့တာရှိပါတယ်။အဲ့တော့ဒါအကြီးကြီးပြင်းအဓိကသူတို့ရဲ့ဒီဆက်သွေးလမ်းကြောင်းဖြစ်တဲ့ဒီကန်းနောက်မှာအဲ့တော့ကန်းနောက်ကိုသူတို့အနာခံပြီးတိုက်ပါတယ်ကန်းနောက်တိုက်ပွဲမှာအကြမ်းမတ်အုပ်စုတွေများစွာသေပါတယ်တော်တော်များများကိုသေပါတယ် တော်တော်များများသိပါတယ်လက်ရှိတော့ကျွန်တော်ဇီးပြုတ်ကုန်းမှာတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်အဲ့တော့အကြမ်းမအုပ်စုတွေရဲ့သူတို့ဒီဆက်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ဒါဆေးရရမဟာပြွာကြားတဲ့နေရာကတော့ဒီဇီးပြုတ်ကုန်းအင်မတီကမ်းတောင်ပါသူတို့ကဒီမန္တလေးတဲမဲကိုဖျက်ဆင်းဖို့ဆိုရင်ပလဲမျိုးကိုသူတို့ဖျက်ဆရာမလိုပါဘူးပလဲမျိုးကိုဖျက်ဆရာမလိုပဲနဲ့ကျွန်တော်တို့ဒါကမ်းတောင်ကနေပြီးတော့ဒါချင်းမိနယ်ရခိုင်ရခိုင်ချင်းဒီဘက်ကရောဒေတာအဲကနေကျွန်တော်ဖျက်ပြီးတော့ ပလဲနဲ့ကျွန်တော်များရေစကြိုလာမှရှိပါတယ်အဲ့ဒီကနေကျွန်တော်ဖြတ်သန်းမယ်ဆိုရင်ရေစကြိုရောက်မယ်ရေစကြိုကနေပြီးတော့ကျွန်တော်မြေရှိဒေတာကိုဖြတ်မယ်မြေရှိဆိုတာကျွန်တော်အီအော်ဒီချင်းတွေးစုံတဲ့နေရာရေလက်ယုံဒေတာကိုဖြတ်မယ်အဲ့ဒီကနေတစ်ဖက်ကိုကူးမယ်ဆိုတော့ကျွန်တော်မြင်းညံမြို့နယ်ရန်နဘူရွာရောက်တယ်အဲ့တော့ရန်နဘူရွာရောက်ပြီဆိုတော့တစ်ဖက်ကကျွန်တော်မြင်းညံဘက်ကိုမန္တလေးတိုင်းဘက်ကိုကျွန်တော်တို့အခက်အခဲမရှိသွားလို့ရပါပြီလက်ရှိဒီဆက်သွယ်လမ်းကြောင်းတွေမှာအကြမ်းအုပ်စုတွေကကျွန်တော်တို့အခက်အခဲမရှိသွားလို့ရတဲ့လမ်းကြောင်းတွေရှိတယ် ဘာကြောင့်လဲဆိုတော့ဒီမြိုင်ဒေတာရေစုဒေတာမှာမြို့ပေါ်တော့ပဲကျွန်တော်တို့မြို့ပေါ်နဲ့နေရာအချို့တော့ပဲဒါဒီတိုင်းပြည်ရဲ့အစိုးရအဖွဲ့ရဲ့ထိန်းချုပ်နိုင်မှုရှိပြီးတော့ကျန်တဲ့ကွင်းလန်းတွေအားလုံးမှာကျွန်တော်အကြမ်းမဲ့အုပ်စုတွေသူတို့ကလည်းသူတို့ကြီးလက်ချင်းရှိပြီးတော့တွားလို့ရတဲ့အနေအထားရှိတယ်။အဲ့တော့ဒီသတင်းကိုတင်ပြရတာကငါဆောင်ကအဖွဲ့ကသူ့ရဲ့ယူရချက်ကအဓိကမန္တလေးတိုင်းဘက်ကိုသူတို့ထိုးပေါက်နိုင်မှုပါ။မန္တလေးတိုင်းကိုထိုးပေါက်နိုင်မှုဆိုရင်လက်ရှိမန္တလေးတိုင်းကိုကျွန်တော်တို့ဒီဆေးရောက်ဝင်ရောက်လာနိုင်တဲ့လမ်းကြောင်းတွေကျွန်တော်တို့ပြီးခဲ့တဲ့ကာလတင်ပြခဲ့ပြပါတယ်။နံပါတ်1ကတော့ကျွန်တော်တို့ဒီနောင်ချုံနဲ့ အဲနောက်ဆုံးနဲ့ကျွန်တော်ပြုံးပြအဆက်ကနေပြီးတော့ဒီမန္တလေးတိုင်းဘက်ကိုထိုးပေါက်လာလိုက်နေတဲ့လမ်းကြောင်းတစ်ခုရှိတယ်။အဲဒီအခြေအနေကတော့လက်ရှိဖြစ်နိုင်ခြင်းမရှိတော့ဘူး။လက်ရှိသူတို့ရခိုင်ကအဲဒီနေရာကိုကျွန်တော်တို့ဒီပြုံးလိမ္မာကိုထိချုပ်နိုင်ဖို့အတွက်သူတို့တောက်လျှောက်ကိုထိုးပေါက်မှုလုပ်တယ်။ထို့သောလည်းပဲလက်ရှိဒီကျွန်တော်ကျွန်တော်နောက်ဆုံးမှဒီတောင်ခိုင်းဧရိယာဖြစ်လို့ရှိတော့တယ်။အဲဒီအနေမှာဒီလုံချိုးတဖို့ဝင်တွေကကျွန်တော်တို့နေပြီးရှင်းလင်းလိုက်တာတောင်ခိုင်းကနေပြီးတော့ကျွန်တော်တို့ဒီ23မိုင်အခုဆိုရင်ကျွန်တော်တို့26မိုင်กว่าလောက်ရောက်သွားပြီ။လက်ရှိမှာဒီတပ်မတော်ရေးစစ်ကြောင်းတွေကနောင်ချိုမျိုးရဲ့အနီးကိုရောက်သွားပြီ။နောင်ချိုမျိုးရဲ့ကျွန်တော်တို့3မိုင်ခွဲခန့်အဲ3မိုင်ခွဲခန့်အကွာကိုရောက်သွားပြီ။ ိုင်ခွဲနဲ့၄မိုင်အေရီယာလောက်ကိုရောက်သွားတယ်။ဟေးတစ်ဖက်မှာတော့ကျွန်တော်တို့အိုမီနီအိုမကဘက်မှာတော့တိုက်ပွဲတွေဆက်ရှိနေတယ်။အဲ့တော့အဲ့ဒီအဲ့ဒီအပေါက်ကနေပြီးတော့ကျွန်တော်တို့တစ်ဖက်မိုင်လေးဘက်ကိုဝင်ဖို့ကတော်တော်လေးထက်ခဲသွားပြီ။နောက်ထပ်တစ်ဖက်ကတော့ကျွန်တော်တို့ဒီမင်းကုန်းဘက်ကနေမိုင်လေးဘက်ကိုထိုးပေါက်ဖို့ပါ။ကြခင်ရတော့ကျွန်တော်တို့ဒီမင်းကုန်းဘက်ကနေပြီးတော့မင်းကုန်းဘက်ကနေအကြမ်းဖက်အုပ်စုတွေဖြတ်ကျော်လာတယ်ဖြတ်ကျော်လာပြီးတော့ကျွန်တော်ရေလေကျုံကနေပြီးတော့ရေလေကျုံမှာနေရာယူတယ်နေရာယူပြီးတော့ဒီမန္တလေးမြို့ဘက်ကိုသူရှော့လိုက်တုံးနဲ့ပြစ်ခတ်ခဲ့တာရှိပါတယ်ရှိမှကျွန်တော်တို့ရှိခဲ့ပါတယ်တာတကားရှိခဲ့ပါတယ် လက်ရှိလဲကျွန်တော်တို့ဒီမင်းကုန်းတကြောကိုလုံခြုံတုတ်ဖို့ဝင်တဲ့ကနေမြေရှင်းလင်းမှုတွေလုပ်တဲ့ကမှာအကြမ်းဖက်သမိုင်းနောက်ကိုပြန်ပြီးလမ်းကြပါပါတယ်။နောက်ထပ်တနေရာကတော့ကျွန်တော်တို့တစ်ဖက်မှာကျွန်တော်တို့ဒါပသိမ်ကြီးနဲ့ပသိမ်ကြီးမရေလမ်းမရှိပါတယ်။အဲဒီဘက်ကနေမှကျွန်တော်ဝေရောက်လာလမ်းလမ်းကြီးလမ်းကြောင်းတစ်ခုရှိပါတယ်။အဲဒီဘက်မှာတော့လက်ရှိကျွန်တော်တိုက်ပွဲတွေကပြင်းထန်နေတယ်။အဲတော့တချို့သောနေရာတွေမှာဆုတ်လိုက်တက်လိုက်နှစ်ဖက်စလုံးမှာဒီလိုဖြစ်နေလို့သိရပါတယ်။နောက်မနေ့ကတော့ကျွန်တော်တိုက်ပွဲတော့ပြင်းထန်နေဆုတ်လိုက်တက်လိုက်နေတာကိုဖြစ်နေတယ်လို့သိရပါတယ်။ဒါကကျွန်တော်တို့ပသိမ်ကြီးနဲ့မရေအခြေအနေပါ။ အဲ့ဒီဘက်ကလည်းကျွန်တော်ဝင်ရောက်လာနိုင်ကြီးကတော်တော်လေးအားနေပါတယ်။ဘာကြောင့်လဲဆိုတော့တက်မတော်ကအဲ့ဒီ area မှာကျွန်တော်တို့ထိန်းထားတယ်ထိန်းပြီးတော့တောက်လျှောက်ကျွန်တော်တို့ရှင်းလင်းမှုတွေတောက်လျှောက်ရှိနေပါတယ်။တစ်ဖက်မှာတော့နောက်တစ်ဖက်ကျွန်တော်ထပ်ပွင့်နေတာပေါ့လေ။ထပ်ပွင့်နေတာကကျွန်တော်တို့တစ်ဖက်မှာတစ်ဖက်ကကြီးဒီအမြန်လန်းတဲ့အနည်းဆုံးဖြစ်တဲ့နထိုးကြီးတောင်သာမြင်းကြံ area ပေါ့။ area သူကကျွန်တော် area ဝင်းကြီးရဲ့ဒီမျိုးတွေအားလုံးငဇုံပေါ့ဗျာဒီမျိုးဒီမျိုးတွေအားလုံးကဒီ area ဝင်းကြီးရဲ့အနီးကပ်ဆုံးနေရာမှာတည်ရှိတယ်။ area ဝင်းကြီးရဲ့အနီးကပ်ဆုံးနေရာမှာတည်ရှိတယ်။တစ်ဖက်မှာကျွန်တော်တို့ပထဝီနေသားရာက ပတိဝေနေသားရဒီဧရိယာကိုဖျက်ဖို့အတွက်ကျွန်တော်တို့ဒီရေစကြိုဧရိယာရှိရရေစကြိုဧရိယာကအစ်စ်သွေးကြွအုပ်စုတွေအမိုက်ပုံဖြစ်တယ်။ဘာကြောင့်ဒီအုပ်စုတွေကဒီရေလျောဒေတာမှာအခြေပြုလဲဆိုရင်အဲ့ဒီနေရာကနေကျွန်တော်တို့ဒီချင်းမြို့ကိုသွားလို့ရတဲ့လမ်းကြောင်းရှိတယ်။ပြီးရင်ကျွန်တော်တို့အရာဝီမြို့ကိုသွားတဲ့လမ်းကြောင်းရှိတယ်။သူကအဲ့ဒီရဲ့မြင်းတစ်ခုကြားရဲ့ဒီစုံမှတ်မှာအကြမ်းမအုပ်စုတွေလှုပ်ရှားပြီးတော့ဒီသွားလာတဲ့ဆက်လီတွေကိုတို့အကောက်ခွန်တွေကောက်တယ်။ကောက်ပြီးတော့တို့ဝင်ဝင်ရတယ်။အဲ့ဒီကနေကျွန်တော်တို့ဒါပတ်ဆက်ရတယ်ပေါ့ရတယ်ပေါ့။အဲ့တော့ ဒါကြောင့်ကျွန်တော်တို့ဒီအကြမ်းဖက်အုပ်စုတွေဒီဆက်တော်ရေးလမ်းကြောင်းလေးကပွင့်နေအဓိကတို့ရဲ့ပြစ်မှတ်ကဒီမန္တလေးမြို့ကိုတို့ရာသလောက်တိုက်နိုင်ဖို့ပေါ့အဲ့တော့ကျွန်တော်ရှင်းမှာတင်ပြခဲ့တဲ့လမ်းကြောင်း၃ခုပေါ့နောင်ချိုဘက်ကနေဝင်ရောက်လာတဲ့လမ်းကြောင်းကလုံးဝဖြစ်နိုင်ခြင်းမရှိဘူးနောက်တစ်ခုကကျွန်တော်မင်းကုန်းဘက်ကနေဝင်ရောက်လာတဲ့လမ်းကြောင်းလည်းလုံးဝမရှိဘူးမဖြစ်နိုင်ဘူးလက်ရှိလည်းကျွန်တော်တို့ဒါနေမြေရှင်းလင်းမှုတွေကတော်တော်လေးခေရပောက်တယ်ပြောရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီပသိမ်ကြီးမတရားလမ်းပိုင်းမှာအဲ့ဒီဘက်မှာလည်းကျွန်တော်တို့ဒီတို့ထိုးပေါက်နိုင်တဲ့ဖြစ်နိုင်ခြင်းမရှိဘူးဘာကြောင့်လဲဆိုတော့တို့ကတို့ရဲ့အရှိန်ဒီနောက်ပိုင်းမှာကျွန်တော်တို့တော်တော်လေးထပ်မတွေ့ရတော့ဘူးပေါ့ တစ်ဖက်မှာတော့ဒီတိုက်ပွဲတွေကအဲ့ဒီဘက်မှာအရှိန်တွေရောကြပြီမဲ့တစ်ဖက်မှာကျွန်တော်အရှိန်ကိုကောင်းလာခဲ့တာကနထိုးကြီးတောင်းတာမြင်းကြံမလိုင်ပေါ့အဲ့ဒီဘက်မှာကျွန်တော်တို့တော်တော်လေးကိုအရှိန်ကိုကောင်းတယ်အဲ့ဒီဘက်မှာကျွန်တော်အင်အားဒူးနဲ့ဒဲနဲ့ရှိတယ်ဘာကြောင့်လဲဆိုတော့အကြမ်းမအုပ်စုတွေကကျွန်တော်တို့ဒီအော်ဒီအေယော်ရီမြစ်ပေါ့အေယော်ရီမြစ်ဟိုဘက်ကဒီဘက်ကကုလို့လွယ်တယ်ပေါ့ကုလို့လွယ်တဲ့နေတာအဲ့ဒီစုံချက်ကလည်းကျွန်တော်တို့သခိုင်းတိုင်းမကွေးတိုင်းမန္လေးတိုင်းတိုင်းတိုင်းသုံးတိုင်းရဲ့စုံမတ်အဲစုံမတ်နေရာမှာတို့ကုလူသွားလာလို့လွယ်တယ်တဖက်မှာတို့တဏျာကိုတိုက်တော့မယ်ဆိုရင်တဖက်ကကျွန်တော်ရေစကြိုမြေရှိသေးတာတဖက်မှာကြီးတဲ့ကျွန်တော်တို့ရင်းမာပဲစသဖြင့်တို့ရဒီ သူတို့ရဲ့ဒီထောက်ဖို့လမ်းကြောင်းကြီးပွင့်ပြီးတော့သူတို့တနေရောက်ကိုအင်အားလုံးနဲ့သူတို့တိုက်တယ်တိုက်ရတဲ့ဘောဖြစ်တယ်အဲ့တော့ကျွန်တော်ဒီငဆောင်ကအဖွဲ့ကဘာကြောင့်ကန်းတောင်းကိုတိုက်ရလဲဆိုရင်သူတို့ပြီးခဲ့တဲ့ကာလကာလတွေကပြောခဲ့တဲ့ဇာတ်ကားကိုပြန်ကောက်ရမယ်ဆိုရင်ဒါသူတို့ကဒီမန်လေးတိုင်းဘက်ကိုသူတို့ဝင်ရောက်လာနိုင်ဖို့အတွက်သူတို့ဒါကန်းတောင်းကိုသူတို့တိုက်တယ်ကန်းတောင်းကိုတိုက်ပြီးတော့ဒါသူရဲ့ဒီဆက်သွယ်လမ်းကိုဖောက်တယ်အဲ့ဒီကနေကျွန်တော်တို့ဒီဘက်အင်မတီတို့ကျွန်တော်တို့ကဂျီစီပြုကုန်လို့သူတို့ဆက်တိုက်ရင်တိုက်မယ်မတိုက်ရင်လည်းသူတို့ရှောင်နေလဲရှောင်မယ်ရှောင်လို့ရတဲ့လမ်းကြောင်းတွေလည်းရှိပါတယ် တော့သူတို့ကဝင်မဲ့ဝင်ပြီးတော့တစ်ဖက်မှာရှိတဲ့ကျွန်တော်တို့ရေစကြိုးမြိုင်နဲ့မြိုင်ရေစကြိုးပေါ့ဗျာအဲ့ဒီလမ်းကြောင်းနဲ့ချိန်မယ်အဲ့ဒီဘက်မှာလည်းကျွန်တော်လမ်းကြောင်းတွေကပွင့်တယ်ဘလောက်ပွင့်လဲဆိုရင်ကျွန်တော်တို့ပခုတ်ကွနဲ့မြိုင်လမ်းကြောင်းတော်မှာဆက်သွယ်ရေးလမ်းတော်ကျွန်တော်တို့မပွင့်တာပဲခင်ဗျာနှစ်က3နှစ်ကျော်4နှစ်လောက်ရှိသွားပြီဒါကျွန်တော်တို့ပခုတ်ကွနဲ့မြိုင်ဆိုတာတော်တော်လေးနီးပါတယ်အဲ့ဒီလမ်းကြောင်းကမသုံးမနဲ့ကျွန်တော်တို့အခြားသောကြီးလိုက်လမ်းကိုရှောင်သုံးမယ်ဆိုရင်လည်းပဲတော်တော်လေးကိုသုံးလို့ရပါတယ်အဲ့ဒီကနေကျွန်တော်တစ်ဖက်ကိုဒါရေစကြိုးမြိုင်သွားမယ်တစ်ဖက်ကိုကျွန်တော်မြေရှိဒေသကိုရောက်မယ်မြေရှိဒေသကနေကျွန်တော်ရှိရတင်ပြခဲ့တဲ့အတိုင်းခုနကစကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းစုံချက်ဖြစ်တဲ့ ရေလေကျော်ဧရိယာနေပြကျွန်တော်တပတ်ကိုဖောက်ထုတ်မယ်ဆိုတော့ငင်းကြံမြို့နဲ့ရန်နဘူရွာအဲ့တော့ကျွန်တော်တို့ရန်နဘူစာချုပ်ချုပ်ခဲ့တဲ့အင်္ဂလိပ်မြန်မာစစ်ပွဲမှာကျွန်တော်ရန်နဘူစာချုပ်ချုပ်ခဲ့တဲ့ရွာပါအဲ့ဒီရွာရောက်ပါတယ်အဲ့ဒီရွာနဲ့တပတ်ကိုဆိုတော့ကျွန်တော်တို့ဒါငင်းကြံတောင်သားဘက်ကိုချိတ်ဆက်နိုင်တဲ့အနေအထားရှိပါတယ်ဒါကြောင့်ဒီဒါကြောင့်ဒီငစောင်းကအဖွဲကတော့သူတို့ရဲ့ဒီစီရေးကြီးမှန်ချက်ကတော့မန်ဒီဒီဒီကျွန်တော်မြင်းညက်ခရိုင်အေရီးယားဘက်ကိုသူတို့ထိုးပေါက်နိုင်ဖို့ပါအဲ့တော့သူတို့ရဲ့ယူရချက်ကတော့အဲ့ဒီလိုရှိရလို့ကျွန်တော်နားလေရပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီရှေ့မှာသူတို့ပြောခဲ့တဲ့ပြောခဲ့တဲ့စကားတွေကိုကျွန်တော်ပြန်ပြီးတော့ ဒါဒီလက်ရှိဖြစ်နေတဲ့အခြေအနေနဲ့ပြန်ပြီးကြည့်ရမယ်ဆိုရင်တို့ကအဲ့ဒီလိုမျိုးတို့ရည်ရွယ်ထားပုံရပါတယ်လက်ရှိလည်းကျွန်တော်တို့ဒီဇီးပြုတ်ကမ္ဘာမှာတိုက်ပွဲပြင်းထန်နေတယ်ဒီကန်းတော်နေပြည်တော်စခန်းကတော့ကျွန်တော်တို့ဒါဆုတ်လိုက်ရတာပါကျွန်တော်တို့ဆုတ်ဆုတ်စခန်းကြတာမဟုတ်ပါဘူးဆုတ်လိုက်ရတာပါလုံခြုံတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ဒါစနေနေ့ကြဆုတ်သွားတယ် လက်နက်ခရံကြီးကျွန်တော်တို့ဒီလက်ဆလက်နက်မကြအောင်ဆုံနိုင်ခဲ့တယ်ဒါကကျွန်တော်တို့ဒါဝမ်းသာကြပါဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တကယ်တိုင်းပြည်ချစ်တဲ့တပ်မတော်သားမြန်မာနိုင်ငံရတဖွဲ့ဝင်တွေပြည်သူစစ်တွေဒါတကယ်တိုက်ခိုက်ခဲ့ကောင်းတဲ့သူတွေမြန်မာနိုင်ငံရတဖွဲ့ဝင်တွေလုံခြုံတဖွဲ့ဝင်တွေအားလုံးကျွန်တော်တို့ဒါမဆုံဆုံးချင်ကြပါဘူးဘာကြောင့်လဲဆိုတော့ဒီတပ်မတော်သားကောင်းတယောက်ဖြစ်ဖို့အတွက်ဒါမလွယ်ပါဘူးရတဖွဲ့ဝင်ကောင်းမှုဖြစ်ဖို့အတွက်လို့တိုက်ခိုက်ရကောင်းတဲ့ရတဖို့တယောက်ဖြစ်ဖို့လည်းမလွယ်သလိုကျွန်တော်တို့တစ်ဖက်မှာပြည်သူစစ်တပ်ဖွဲ့ဝင်တွေဖြစ်ဖို့လည်းမလွယ်ပါဘူး။အားလုံးကတကယ်ကျွန်တော်နိုင်ငံတော်ရဲ့အရင်းမြစ်တွေဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တပ်မတော် တယောက်ရဲတပ်ဖွဲ့ဝင်တယောက်ပြည်သူစစ်တီးရဲ့သူတို့ရဲ့နောက်မှာနောက်မှာရှိနေတာသူတို့အကာအကွယ်ပေးထားတဲ့လူတွေကထောင်နဲ့ချီရှိပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီသတင်းပြချောင်းမယ်ဆိုတော့ဒီငဆောင်းကအဖွဲ့ကတော့သူတို့ဒါသူတို့ရဲ့ဆက်သွယ်လမ်းကြောင်းဖြစ်တဲ့ကန်တောင်းတိုက်တယ်ကန်တောင်းနေမှာကျွန်တော်တို့ဇီးပြုံကုန်းနဲ့အင်မတီကိုသူတို့ဆက်တိုင်းတိုင်းမတိုင်းဖက်ဆိုကြော်သွားရင်လည်းသွားမယ်ကြော်သွားပြီးတစ်ဖက်မှာကျွန်တော်တို့ဒါမြိုင်ရေစိုးလမ်းပိုင်းမြိုင်နဲ့ရေစိုးဖောက်မယ်အဲဒီတော့လမ်းတွေကပွင့်တယ်သူတို့ချင်းချင်းကျွန်တော်လက်ချင်းချိတ်ပြီးသွားလို့ရတယ်ပြီးကျွန်တော်မြေရှိဒေသရောက်မယ်အဲဒီကနေကျွန်တော်တို့ဒီဒီကျွန်တော်မင်းမြင်းချက်ဘက်ပေါ့မြင်းချက်ဘက်ကိုသူတို့ဒါ အများကြီးခြေဥပစ်လာနိုင်တဲ့အခြေအနေရှိပါတယ်ခုလိုတဲ့တဲ့နှစ်ကိုပြောပြပေးတဲ့ကျွန်တော်ဆုံးလည်းခြေဥပစ်ပါတယ်